မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမောက်အထူးတယံစာတာအဖွဲ့ကို NUG ကာကွယ်ရေးစီနင်ဖန်စီကျက်သိန်းတထောင်ကျော်ရွှေချောင်းအချို့နဲ့အစစ်မြင့်လက်နက်များပါတင်စီနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့်သက္ကိုင်းတိုင်းဗမောက်မြို့နယ်မှာပြည်ထောင်စုအထူးသရံစာတအဖွဲ့သည်အလွဲသုံးစားမှုများပြုလုပ်နေသည့်ဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကဖမ်းဆီးထိန်းသိမ်းလိုက်သည်။ MOD ကဆင်ဖန်တာပါအဲ့အဖွဲကတဆင်ထောင်ခြင်းနဲ့အနေထားရှိလာတာရဲ့တိမ့်တောင်းချီပြီးအာဂတိလုံနေတာကြောင့်ဖန်တာပါအာကာဆိုသူဦးဆောင်တဲ့အဖွဲပါဟုဗမောက်ဒေတာကန်တရင်ရင်းမြစ်ကပြောပါတယ် ဇွန်လ3ရက်နေ့ညနေပိုင်းတွင်စီနင်းဖန်စီခဲ့ခြင်းဖြစ်ပြီး၎င်းတို့အဖွဲ့ထံမှရွှေချောင်းအချို့နှင့်ငွေကျပ်3,600ကျော်သိမ်းဆီးနိုင်ခဲ့ကြောင်းဗမောက်မျိုးနှင့်တယန်စာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့်နှိစက်သူကပြောပါရယ်။၎င်းကသူတို့မှတရားမဝင်ရွှေလောက်ကတွေရှိတယ်။ငွေအလွဲ3စားလောက်တာလည်းရှိတယ်။တယန်စာတာနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်စားတွေတိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေဟုဆက်ပြောပါရယ်။အဆိုပါအဖွဲ့သည်ဗမောက်မျိုးနယ်မှထွက်ရှိသည့်တယန်စာတာများ များကိုစီမံခန့်ခွဲရန်အတွက် NUG အစိုးရ၏တယံစာတာနှင့်ကမ္ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကပြီးခဲ့တဲ့မတ်လတွင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရကတီထောင်စုအဆင့်တယံစာတာစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင်မြို့နယ်ခရိုင်တိုင်းအဆင့်များဖွဲ့စည်းထားပြီးပြည်ထောင်စုနှင့်အောက်ခြေအဖွဲ့များထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက်အတူတယံစာတာစီမံအုပ်ချုပ်မှုအဖွဲ့ကိုထပ်မံဖွဲ့စည်းထားခြင်းဖြစ်သည်။ သမောက်အထုအဖွဲ့ကတပ်ပါတီထောင်ပြီးအာဏာပြန်ဆန်လာတဲ့ပုံစံရဲ့ဒေသခံတွေအပေါ်အာဏာပြလာတွေရဲ့အကြောင်း MOD ကလက်ဦးမှုယူပြီးဖမ်းဆီးလိုက်တာအခုကအခြေအနေအလုံးတည်ငြိမ်ပါတယ်ဟုဗမောက်ဒေသခံတရင်ရင်းမြစ်ကပြောပါတယ်ဖမ်းဆီးလိုက်ပြီးအဖွဲ့ဤကောင်းဆောင်မှာဥအာကာဆိုသူဖြစ်ပြီးပြည်တော်စုအာကာအမည်ဖြင့်အဖွဲ့တစ်ဖွဲ့ထောင်ရန်စူးစမ်းခဲ့ခြင်းဖြစ်ပြီးလက်နက်များလည်းတရားမဝင်ဝယ်ယူထားသည်ကိုတွေ့ရသည်ဟု NUG MOD နဲ့ဒီဆက်သည့်တရင်ရင်းမြစ်ချက်ဦးကပြောပါတယ် အာကာနဲ့အတူသူ့ဖွဲ့ကိုဖမ်းဆီးထားကြောင်းအတည်ပြုပါတယ်ဟု NUG MOD နဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောပါတယ်။ဥအာကာနဲ့ပတ်သက်သောအချက်အလက်အသေးစိတ်ကိုသတင်းဌာနကစုံစမ်းနေစေဖြစ်ပါတယ်။ ဖမ်းဆီးထားသူလူဦးရေနဲ့တင်စီလိုက်သည့်လက်နက်ခဲယံအရေးအတွက်ကိုမသိရှိရသေးပေ။ယခုဖြစ်စဉ်အပေါ် NUGE တယံစာတာနှင့်ကဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ NUGE ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကဗမောက်မြို့နယ်အထူးတယံစာတာအဖွဲ့နှင့်ပတ်သက်၍ တိုင်းစားများအရစုံစမ်းစစ်ဆေးမြင့်မြတ်ရန်ဖန်စီထိမ့်သိမ့်ခဲ့ခြင်းဖြစ်ကြောင်းပြောပါရယ်လက်ရှိအခြေအနေအရတော့ရဲတပ်ဖွဲ့ကဖန်စီဖို့အခက်အခဲရှိတာကြောင့်မလို့ကျွန်တော်တို့ကောက်ွယ်ရေးဝန်ကြီးဌာနနဲ့ညှိနှိုင်းပေါင်းဆက်ပြီးတော့အကူအညီရယူပြီးတော့ဖန်စီခဲ့တာဖြစ်ပါတယ်ဟုဦးနေဖုံးလက်ကရှင်းပြပါရယ်လက်ရှိတွင်ပမောင်းမြို့နယ်မှာတယံစာတာများစီမံခန့်ခွဲရေးအတွက် NUG အစိုးရ၏တယံစာတာနှင့်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရေးဝန်ကြီးဌာနကဆက်လက်ဆောင်ရွက်နေသည်ဟုသိရပါရယ်ပမောင်းမြို့တွင်ကတ္တာအင်းတော်ထီးခြားမြို့နယ်များနဲ့အတူကတ္တာခရိုင်အတွင်း၌ ပါဝင်သည်အဆိုပါလေးမြို့နယ်အနက်အင်းတော်မြို့နယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရကအပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားပြီးကတာထီးကျိုက်နှင့်ဗမောင်မြို့တို့တွင်လည်းမြို့ပေါ်မှလွှဲရေးပတ်ဝန်းကျင်ကျွရများကိုထိန်းချုပ်ထားသည်ဗမောင်မြို့နယ်၌ရွှေတူးဖော်ရေလုပ်ငန်းများအပြင် ၊တန်ရိုင်း၊ခဲပေါ်ကျေ၊ရွှေပြူစသည့်တပ်ထုများလည်းထွက်ရှိပြီး NUG အစိုးရ၏တယံစာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကစီမံခန့်ခွဲနေသည်။ NUG ကမေလ၈ရက်ကကျင်းပခဲ့သည့်ပြည်ထောင်စုအစဉ်တယံစာတစီမံအုပ်ချုပ်မှုအပွဲအစည်းအဝေးတွင်တယံစာတသည်ပြည်သူအားလုံးပိုင်ဆိုင်သည့်တိုင်းပြည်အမွေအနေဖြစ်သောကြောင့်စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပြီးတဦးတယောက်တက်စုတက်ဖွဲ့ကစီမံခန့်ခွဲခြင်းမျိုး လုံးဝလက်ခံ၍မရကြောင်းပြည်တော်စုအစ်စ်တယံဇာတအစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားခဲ့ပါတယ် ဗမောက်မျိုးနယ်အပြင်အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့်မျိုးနယ်အချို့၌တယံစာတထုတ်လို့ရင်းနဲ့စီမံခန့်ခွဲမှုအပိုင်း၌အကြတိလိုက်စားမှုအချို့ရှိနေ၍ဖြီတော်စုအစက်မှနေ၍ထိန်းသိမ်းကင်တွယ်ပေးရန်တောင်းဆိုမှုများရှိနေသည်ဆက်လက်ပြီးပေါ့မျိုးနယ်ရှိကပါစာ24နှင့်ပြူစောထီရွာများကိုရိတ်ခါလာဖို့သည်ကအစီရေတရာကျော်ပါစစ်တပ်စစ်ကြောင်းကြောင့်ကျေးရွာပေါင်း25ရွာမှပြည်သူ2000လီပါဘေးလွရွာထွက်ပြေးနေရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းပေါ့မျိုးနယ်ရှိကပါစာ24နှင့်ပြူစော ောတိရွာများကိုဂိတ်ခါလာဖို့သည်ကာစီရီတရာကျော်ပါအချမ်းဖတ်စစ်တပ်စစ်ကြောင်းကြောင့်ခြေရွာပေါင်း25ရွာမှပြည်သူ2000လီပါဘေးလွတ်ရွာထွက်ပြေးနေရကြောင်းပေါ့မြို့လူသားစာနာမှုဌာနမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် မေလ28ရက်နေ့တွင်ပေါင်မြုံနယ်ရှိဖြူစောထီရွာများနှင့်ကပါစာ24လက်နက်ဆက်ယုံများကိုရိတ်ခါပူဆောင်ရန်အတွက်ဖခုတ်ကူတမတရတမရှိပြီးအကြံဖက်စစ်ကောင်စီတပ်သား200ခန့်ဖြင့်ကြီးရွာများကိုစတင်စစ်ကြောင်းထိုးခဲ့ကြောင်းသိရပါသည်ထိုးထိုးစစ်ကြောင်းထိုးပြီးနောက်ဇွန်လ1ရက်နေ့တွင်ဖခုတ်ကူတမတရတမရိတ်ခါကားတန်းတရာကျော်ပါဝင်သောအကြံဖက်စစ်ကောင်စီတပ်သား30ခန့်လိုက်ပါလာသည့်စစ်ကြောင်းက ေါင်နဲ့ပခုတ်ကူကလန်ပိုင်ကိုစတင်ရောက်ရှိလာပြီးနန်းတချောက်ရှိကြီးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ကြီးရွာ25ရွာမှာပြည်သူ18000ကျော်သည့်ယနေ့အချိန်အထိနှီးဆက်ရာတောတောင်များတွင်တိမ်းရှောင်နေရကြောင်းသိရပါတယ်။ပြည်သူတွေဖမ်းဆီးခံရတာရှိတယ်လို့သိရပေမယ့်အတိမပြုနိုင်သေးဘူး။လက်ရှိချိန်ထိပြည်သူတွေကဆက်လက်တိမ်းရှောင်နေရတုံးပဲ။ရကြလာတော့ပြည်သူတွေလည်းစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်ဟုပေါ့မြို့လူသားစာနာမှုဌာနတာဝန်ရှိသူတအူးကပြောပါတယ်။ စစ်ပေးရှောင်ပြည်သူများသည့်ရက်ရှည်စစ်ပေးတင်းရှောင်နေရသည့်အတွက်စာနယ်ရိက္ခာများအရေးပေါ်လိုအပ်နေပြီးပြည်သူများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန်ပေါ့မျိုးလူသားစာနာဌာနကမြစ်တာရက်ခံထားပါတယ်။ဆက်လက်ပြီးဝမ်းတွင်းမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့လိုက်လံဖမ်းဆီးနေလို့ထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်ကရွာတွေမှာစစ်တပ်ကစစ်မှုထမ်းဖို့လိုက်လံဖမ်းဆီးနေလို့လူငယ်တွေထွက်ပြေးနေရကြောင်းဒေသခံများကပြောပါတယ်။ဒီကနေ့စွန်လ6ရက်မနက်ပိုင်းကဝမ်းတွင်းမြို့နယ်တဲတော်ဝမ်းတွင်းလမ်းမကြီးပေါ်သာစီ ီနဲ့ဝမ်းတွင်းနယ်စပ်ပြားဆွဲရွာအစရှိတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့ကြောင်းပြားဆွဲရွာနားမှာတော့ဖယဲသီးတင်နေကြတဲ့ရွာသား၆ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Wandering အဖွဲ့ကပြောပါရယ်။နေလယ်ပိုင်းမှာလည်းရန်ကုန်မနလေးအမြန်လမ်းမကြီးပေးကဝမ်းတွင်းမြို့နယ်ကံပတ်လေကြီးရွာအပါအဝင်ရွာတွေထဲကားလေးစီးနဲ့ဝင်ရောက်ပြီးလူငယ်တွေကိုဖမ်းဆီးနေကြောင်းဒေသခံတွေကပြောပါရယ်။ဒီရက်တအားလိုက်ဖမ်းနေလို့လူငယ်တွေရွာမှာမနေရဲကြတော့ဘူး။တော်သွားတော်ပြန်တဲ့သူတွေလည်းဆော့ဆော့သွားညနေကြလဲမှော ောင်ရီပြိုးမှပြန်လာကြတော့တာလို့ဝမ်တွင်းဒေတာကန်တအူးကပြောပါတယ်။ဖန်ဆီးခံရတဲ့လူငယ်တွေအရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ မနေ့ကစွန်လ9ရက်ညပိုင်းကလည်းတိုင်းကောင်းကုန်းရွာစာတင်ကျောင်းတက်ဆွဲထားတဲ့စစ်အုပ်စုကတအိမ်တက်တအိမ်စင်အိမ်တော်စုစရင်စစ်ပြီးရွာသားရှိအုပ်ကိုဖမ်းဆီးသွားကြောင်း Voice of Wandering အဖွဲ့ကပြောပါတယ်။မန္တလေးစက်ကိုင်းနယ်မုံရွာအပါအဝင်မျိုးကြီးတွေမှာလည်းစစ်ကောင်စီတပ်ကရင်းလိုင်းစင်စစ်ဆေးရင်လူတွေကိုပါဥပဒေမဲ့ဖမ်းဆီးနေတာတွေရှိနေတယ်လို့မြို့ကန်တွေထံကသိရပါတယ်။ဆက်လက်ပြီးတရုတ်နယ်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်နေရတော့လဲသိမ်းပိုင်နယ်နေစစ်နယ်မျိုးကို TNL ကပြန်ပေးရန်မရှိပဲအိမ်တော်စုစီရနဲ့မှတ်ပုံတင်ထုတ်ပေးတာ ရေမှတ်ပုံတွေထုတ်ပေးတာတွေလှုပ်ဆောင်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ဖြတ်တောက်ပိတ်ဆို့မှုတွေဆက်လက်ခံနေရပေမဲ့ဖြည့်ရှင်းမှုဒီလန်ရှာနေပြီးသိမ်းပိုက်ထားတဲ့နေမည်များပြန်လည်ပေးအပ်မည်မဟုတ်ကြောင်းမနေ့ဇွန်9ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ PSLF TNLA ပြောရေးဆိုခွင့်ရှိသူလွှေးရည်ဦးကပြောပါတယ်တရုတ်နိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ဖိအားပေးမှုတွေကိုအပြင်းထန်ဆုံးကြုံနေရပေမဲ့ TNLA အနေနဲ့မူလရည်ရွယ်ချက်အတိုင်းဆက်လက်ရပ်တည်ပြီးသိမ်းပိုက်နေမည်တွေပြန်လည်ပေးဖို့မရှိကြောင်းလာမယ့်ဩဂုတ်လအတွင်းတရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့ဆွေးနွေးပွဲထပ်လုပ်ဖို့ရှိပေမဲ့ TNLA ရည်ရွယ်ချက် ပြောင်းမှာမဟုတ်ကြောင်းသူကပြောဆိုပါတယ် TNL ကတင်ပိုက်ထားတဲ့ဆန်နယ်မျိုးနယ်မှာအိနာဇူစီယာနဲ့မှတ်ပုံတင်တွေထုတ်ပေးတာမော်တော်ယာဉ်လိုင်စင်ထုတ်ပေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဧပြီလနောက်ဆုံးပတ်တရုတ်နိုင်ငံဂျောင်းဝင်စီစံမှုကြောင့် TNL နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေတဲကတီပေါ်နောင်ချိုကြောင်မဲမိုးကုံနဲ့မိုးမိတ်တို့ကိုပြန်ပေးဖို့တောင်းဆိုထားတာကြောင့် TNL ဘက်ကမပေးဘဲကာကွယ်သွားမယ်လို့ပြောထားခဲ့တာပါ စစ်ကောင်စီကထိုးစစ်တွေကစက်တိုက်လုံနေလို့ကျမတို့ကခုခံပိုင်권အရပြန်တိုက်တော့တိုက်ပွဲတွေကစက်တိုက်ဖြစ်နေတာတရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပါတယ်။ရှိနေတဲ့အတွက်ဒါကိုကျမတို့နီလန်းရှာဖွေပြီးတော့မှဆောင်ရွက်ရမှာဖြစ်ပါတယ်လို့လွှဲရီဦးကပြောပါတယ်။ငလင်တောင်ယခုလကောင်အထိယာယီအပြစ်ရချောင်းနှစ်ဖက်လုံးကကြီးညာထားပေမယ့်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမှာတိုက်ပွဲတွေဖြစ်ပါပြီးစစ်ရေးတင်းမာနေတုန်းပဲလို့သူကဆိုပါတယ်။စစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေတက်က April ဆွေးနွေးပွဲနောက်ပိုင်းကစလို့စစ် စ်ကြောင်းထုတ်မှုတွေပိုလှုပ်လာတယ်လို့လေးကြောင်းလက်နဲ့ကြီး drone တွေနဲ့ပုံမှုတိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့မေလတလလုံးတိုက်ခိုက်မှုပေါင်း1000ကျော်ရှိခဲ့တယ်လို့လည်း TNL ဘက်ကထုတ်ပြန်ထားပါတယ်